များပေါ်မှာမူတည်တယ်။အများ9သိန်းတက်နိုင်လား6သိန်းတက်နိုင်လား။တက်နိုင်တဲ့စကားကိုတော့မပြောနဲ့။တက်နိုင်လို့လာတာ။မဟုတ်ဘူး။အဲ့ဒီတမန်တော်ကတက်နိုင်လို့လာတာဟုတ်ပါဘူးမဟုတ်ဘူးပြောရမလို့မဟုတ်ဘူးအဲ့လိုပြောလို့မရကျမကတမီးတို့စေတနာဘယ်လောက်ပါလဲဆိုတာကိုမေးရမှာအကျွေးတွေဘာတွေကိုတမီးတို့အထက်ပြောလို့မရဘူးလေနော်ဒါတမီးတို့တက်နိုင်တဲ့ဟာကိုအမားတို့အမားတို့စေတနာပါတဲ့အရာကိုအမားတို့ကူညီတာသူတို့ရဲ့အကျွေးတွေသူတို့တောကတွေကဟိုဆောက်ဆောက်ရရကြီးကိုတော့မိုင်းလို့ဝမ်းဘူးတောက်မယ်ဟုတ်တယ်မလား ငါမရောက်ဖြီးလေအခုပြောနေတော့ဟိုကကိုအခုပေးနိုင်တာပဲပေးပြီးပြန်လိုက်မယ်အဆင်မပြေဘူးဟုတ်တယ်သူကတော့သူတို့ပြောနေရတဲ့ပုံစံအဆင်မပြေဘူးနော်စေတနာနည်းနည်းပြတ်လို့အားလုံးပဲမင်္ဂလာပါဗျာဒီအပိုင်းကျွန်တော်တို့နိုင်ငံမှာအလူငွေတွေနဲ့ပတ်သက်ပြီးတော့ပရာဟိတကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြဿနာတချို့ကြားနေရတယ်အဲ့တော့ တချို့ကလည်းပရာဟိတအမိခံပြီးတော့ဖောင်ဒေးရှင်းထောင်တယ်ကိုယ့်အိတ်ကထဲရတပြားမှမဆိုင်ထုတ်ဘဲနဲ့အလူရှင်နေနဲ့အလူခံပုံကိုကိုဂျားတဲ့ကပွဲစားအနေနဲ့ချိတ်ဆက်ပြီးတော့ကူညီကြတယ်။ဒါကျွန်တော်ပွဲစားလို့သုံးနှုန်းတာနည်းနည်းတော့ရင့်သွားတယ်ဒါပေမဲ့အဲ့သဘောတရားပါပဲ။တချို့တချို့ကို ပြောတာပါ။တချို့ကြတော့လေအလူရှင်နဲ့အလူခံပုံကိုဂျားထဲမှာတကယ်ကို စေတနာမြစ်တာအပြည့်နဲ့ကူညီတဲ့လူတွေအများကြီးပဲ။ အများကြီးရှိတယ်နော်အဲဒီဂျားထဲမှာမှကျွန်တော်လှုပ်ရှားတချို့ကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်နော်တချို့ကပွဲစားအမိခံတယ်ပွဲစားဆိုတာကတော့ရှင်းတယ်ဗျာလူကျင်တဲ့သူနဲ့အလူခံပုတ်ကိုဂျားထဲကနေပြီးတော့တဆင့်လှူပေးတယ်ပေါ့တချို့ကတော့လည်းမသိရင်သူကိုယ်တိုင်ပဲအိတ်ဆိုင်ပြီးလှူလိုက်တယ်လို့သူကိုယ်တိုင်ပဲအလူရှင်ကြီးလို့လို့သူကိုယ်တိုင်ပဲကက်တင်ရှင်ကြီးလို့လို့ဖြစ်သွားပြီးတော့သဘောထားပြီးတော့လှူတယ် တချို့ကိုကျွန်တော်ပြောတာပါအားလုံးကိုကျွန်တော်မဆိုလို့ဘူးเนาะကျွန်တော်တို့ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကပြည်သူ့ပြည်သူကိုတွားနေတဲ့အလူတွေကပရာဟိတတွေကအများကြီးဖြစ်နေလို့တရားဝင်အစိုးရအနေနဲ့လူကယ်ပြန်ဆိုပြီးတော့ဝင်ကြီးဌာနတခုပွင့်ပြီးတော့ဘာမှလုပ်ပေးထားတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကပြည်သူမှာပြည်သူပဲရှိတဲ့အတွက်ကြောင့်ပြည်သူချင်းချင်းကူညီကြတယ်လိုအပ်နေတဲ့နေရာတွေကို စေတနာတရားတရားရှိတဲ့လူတွေကတဆင့်ပြန်ပြီးတော့ကုညီကြတယ်အဲ့လိုကုညီတဲ့နေရာမှာဂျားရဲကနေပြီးတော့တဆင့်ပြန်လူပေးတဲ့ပွဲစားတွေများလာတယ်ဗျာဒါကျွန်တော်ဒီလိုပြောလို့အကုန်လုံးကိုမဆိုလို့ဘူးနော်ကျွန်တော်တေချာပြောတယ်တချို့တွေတကယ်စေတနာမြေတားနဲ့ကုညီနေတဲ့လူတွေရှိတယ်တချို့တွေကလှုပ်ရှားနေတယ်အကူကြီးလိုတဲ့နေရာတွေကိုသွားတယ်ဗီဒီယိုရိုက်ပြီးတော့တင်တယ် ပြီးရင်အလူရှင်ရှာတယ်ရတဲ့ပတ်စံကိုလှူတယ်ဒါပေမဲ့အဲ့လိုလှူလိုက်လို့အလူခံတဲ့လူကတလားလောက်ပဲအဆင်ပြေသွားပြီးနောက်ပိုင်းဒီတိုင်းပဲဒုံရင်ကဒုံရင်ပဲဒုံရင်ကဒုံရင်ပဲအဲ့တော့ဂျားထဲကပွဲသားတာရွှေတွေငွေတွေနဲ့ပြစ်သွားတယ်အလူခံတဲ့ပုံကောဒုံရင်ကဒုံရင်ပဲမြမပြီးမှဒါမျိုးတွေအများကြီးပဲဂျားထဲကဆက်ဆက်ပြီးတဲ့ပွဲသားတာ ရွှေတွေငွေတွေနဲ့ချမ်းသာဝမယ်လူတဲ့လူကလည်းလူနေစေပဲအလူခံတဲ့လူကလည်းအလူခံနေရစေပဲဒါဘာကြောင့်လဲဒါကိုကျွန်တော်တို့ကအဖြေရှာတဲ့နေဗျအဖြေကရှင်းရှင်းလေးလူလူမဲ့လူတွေကတေချာစနစ်တကျလူဖို့လိုတယ်ဆိုတဲ့အဖြေထွက်တယ်ဖြစ်နိုင်ရင်တကယ်လိုအပ်နေတဲ့နေရာတွေကိုကိုယ်တိုင်ကိုကြသွားပြီးတော့လှူပါကိုယ်တိုင်ကိုကြမလှူနိုင်ဘူးဆိုလို့ရှိရင်တေချာတိကျတဲ့ ကိုယ့်ရဲ့ချွေနှဲစာလေးကိုတည်တည်ချာတိတိကျကျလိုအပ်နေတဲ့နေရာကိုဓာတ်ရိုက်ရောက်တဲ့လူမျိုးစီမှာလှူဖို့လိုပါတယ်။အဲဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်မရှိမဲ့ရှိမဲ့ကိုရှာဖွေထားတဲ့ပတ်စံလေးတွေတကယ်လိုအပ်နေတဲ့ရှီကို မရောက်ဖဲနဲ့ဈာပွဲစားရှီရောက်ပြီးဈာပွဲစားအနေစားချောင်ဖို့ဖြစ်သွားပါလိမ့်မယ်။ ောက်ပြီးတော့ဘာဖြစ်နေလဲဆိုတော့ခုကတကယ်လိုအပ်နေတဲ့မိသားစုတွေစီကိုမရောက်ဘဲနဲ့ကျွန်တော်တို့အလူရှင်တွေရဲ့စေတနာမေတ္တာတရားတရားတွေအပေါ်မှာ စီးပွားတစ်ခုလိုအမျက်ထုတ်နေတဲ့လူတွေအများကြီးပေါ်လာနေတယ်။မန္တလေးမှာအလူရှင်တွေထောင်နဲ့ချီပြီးလာလှူကြတယ်။တကယ်လို့အတင်ရတဲ့လူတွေမရဘူး။အဲတော့တချို့လူတွေကအကြီးအငယ်တွေနဲ့ထုတ်လိုက်ထုတ်လိုက်ထည့်ပြီးတော့ လာတဲ့လူစီမှာလာတဲ့လူတိုင်းစီမှာအလူခံတယ်တန်းစီတယ်ယူတယ်ပြီးရင်အထုတ်ကြီးတွေနဲ့ထုတ်တယ်ပြန်ရောင်းစားကြတယ်အဲ့တော့ဒါတွေကိုအပြစ်ပြောလို့ရလားဆိုလဲအပြစ်ပြောလို့မရဘူးဗျကျွန်တော်တို့နိုင်ငံအနေထားရဒီလိုမျိုး လုံမစားရမယ်ဒီလိုမျိုးလုံမအဆင်ပြေမဲ့လူတွေရှိနေတယ်သူတို့ရဲ့ knowledge သူတို့ရဲ့အသိဉာဏ်ဟိုကနှဲပါနေတာဘာဖြစ်လို့နှဲပါလဲဆိုတော့သူတို့ကဆင်းရဲလို့ဆင်းရဲခြင်းက လူတယောက်ရဲ့အဆက်တိတ်ခါတွေ အတိညာဏ်တွေကိုပါပျက်စီးသွားစေတယ်ဗျအဲ့တော့လောလောဆယ်မှာကျွန်တော်တို့နိုင်ငံမှာကဒီငလျင်ဘေးမတိုင်ခင်တည်းကဒုက္ခဒုက္ခတွေဆိုတာရှိခဲ့တယ်စစ်ဘေးရှောင်နေဖက်ပြေးနေရတဲ့သူတွေအများကြီးမှအများကြီးဘလောက်ပဲကုညီကုညီမပြီးသွားနိုင်တဲ့ဒုက္ခဆင်းရဲတွေဗီဒီယိုဖိုင်လေးတခုကျွန်တော်ဖွင့်ပြမယ်အဲ့တော့လမ်းမမှာ တောင်းစားနေတဲ့အဖွားကြီး ိုက်ဖွားယူတနာလို့လူရှင်တယောက်ကအိမ်နိုင်ရောက်သွားပြီးတော့လှူတယ်။ဒီမိသားစုကိုသူတာဝန်ယူဖို့အထိစဉ်းစားပြီးတော့လှူတာ။အဲ့ဒီမှာ ပွဲစားလူလူဘေးရဝင်ပြောတဲ့လူတွေရဲ့စကားသံတွေကိုနားထောင်ကြည့်။ဘာတွေဘလို့ပြောလဲဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်ကြမယ်။၃ယောက်ပါ။၃ယောက်မိန်းကလေး၁ယောက်ပါ။၄ယောက်။ ဘာလို့အဖေမေရောမရှိဘူးလေမာကြီးဒီကလေးတွေဘာလို့လဲညီမလေးမာကြီး၃ယောက်မာကြီး၃ယောက်မိန်းကလေး၁ယောက်မာကြီး၄ယောက်ကြားရတော့ဘာလို့အဖေမေရောမရှိဘူးလေမာကြီးဒီကလေးတွေဘာလို့လဲညီမလေးမာကြီးသူတို့ကဘာမှမလုပ်သူ့ဖွားကြီးကပဲရှာသေးတာသူတို့တောင်းကြကြားလာရင်သူတို့ကမတောင်းတော့ပါဘူးတောင်းနာမ ాయి ဒီမကျန်ပြင်းလေထွက်ထွက်ပြေးွားဖွားရမှာမောတွေဆိုးပြီးတော့လေငိုဝါလိုက်တဲ့လာပေါင်းမတောင်းစားအောင်နော်မတောင်းတော့အိမ်မှာထားရတယ်မတောင်းစားနဲ့နော် အဲ့ဒီကြောက်ပေါ်မှာကြောက်နေတာဟိုဒါသင်ချာနားတော့အရေးကြီးတယ်နော်ဒါတော့အခုချိန်ကျတော့ဒီကလေးတွေဘာလုပ်တတ်မလဲကွယ်မိုင်ဘာမှမလုပ်တတ်ဘူးမာရပွားရပဲဘာလုပ်တတ်မလဲသူ့အဖေဆုံးတော့သူဒီကလေးကလေဟဲ့သူ့အဖေအလားမခံတဲ့အပေါ်မှာအပါကြီးအိတ်နေဆိုသူတို့လည်းအိတ်မဲ့ဆိုပြီးမမဝေးအိတ်တာသူကဟိုပါနှစ်နှစ်ခွဲသူကသုံးနှစ်ပါကွာတာဒီလိုအကွာလို့အကွာပါလို့နေတာ အဲအကုန်ထိုင်မှာလည်းလုပ်တယ်နော်ဒါတို့မတောင်းစားအောင်နော်လက်နဲ့ကောင်းမလားတောင်းမှာမတောင်းပါနဲ့တော့နော်ဘယ်တော့မှစားလာမသိလို့လဲဆိုတော့သမီးထောက်ပါပေးမယ်လားတင်လားနော်ခတိပေးလားအဲ့ဒီခတိကိုသမီးကိုပေးလားအတူအပေါ်ပြောကြမှာမလောက်ရှင်သေးတယ်ဟုတ်တယ်မလားအတူကြီးနေမထောင်းပါနဲ့တောင်းစားနေတော့ဘာမှမထူးဟုတ်တယ်မမကြီးဟုတ်တယ်ဟုတ်လားမဟုတ်တယ်မမကြီးကလားကိုဘလောက်ဆိုလောက်အဲအကအဲကိုပြန်မယ်နော်ဟုတ်ပါရောက်ပါတော့ပါဖြစ်ချင်းနေ 妈妈让咱们打呗，妈妈让咱们过来让咱们打里边，打里啊，啊，咱别讲嘛，咱里边。你也过，你也过，你们讲起了。来讲一讲讲，打个啥球算咯？人家讲了咯，那我们打啥咯？留下来，喏。 စိုးရကြောင်ဆိုတော့မကုန်ဘူးတို့ကြော်ဖို့အိတ်လွယ်အိတ်ပေါ့မ ాయి အဲ့ဒါတွေကတော့ကိုတွေပဲကိုတွေဝင်ရတယ်ဟုတ်တယ်ဦးစီးပေးမလားဟုတ်မ ాయి တို့ကအသက်ကြီးပြီဆိုဟုတ်တယ်မ ాయి နော်ကြောင်ဘယ်လိုကြောင်ဖွင့်ကနေကြရင်အောင်ဖုံးနဲ့မပေးခဲ့ဟုတ်ကဲ့မ ాయి ဟုတ်ဆက်တွေ့ပြီဟုတ်မ ాయి ကြောင်အပ်ဖို့ရောစားဖို့ဟုတ်မ ాయి တို့စလားဘယ်လောက်ကိုလာตัวใหม่อจ้วยเล่ရှိတယ်ใหม่အိမ်လားစာလည်းရေးနေတော့အဲ့အကြောင်းမဟုတ်အိမ်လားစာကိုအကုန်လုံးမထောက်ဝင်မယ်အဲ့ဒါဖွားရေးဖို့ပုံးစရိတ်ဘယ်လောက်ဆိုရင်လောက်လဲ တောင်မလေးရကြတော့အပြိုရွယ်လေးအလောက်ကမရှိဘူးတော်မှတ်ပုံနဲ့မရှိတော့မှရအလောက်ကမင်းလေးယောက်လေးမိုင်းယောက်ျားလေး၃ယောက်မိန်းကလေး၁ယောက်၄ယောက်အုတ်ကောင်မလေးနဲ့ကောင်မင်းနောက်ပြရောအကို तू အကိုအကြီးဆုံးအကိုအကြီးဆုံးမဟုတ်ဘူးတင်ပြမယ်အဲ့လိုမျိုးမမင်းနဲ့တင်ပြတာအခုပြောပြမယ်တလောက်အင်္ဂါစာနှစ်သိန်းအိမ်ဈေးဘူးဒီမိသားစုကနေ့တသားအော်ရပ်ပါစေဆိုတနေ့တသားဥမာတိုင်းရအဲ့လိုမျိုး9သိန်းလောက်ကမဟုတ်ခဲ့တဲ့တလား9သိန်း6ပတ်မယ်အဲ့လိုမျိုးပဲပြောမှရမယ်ဘူးမလောက်လိုက်ကောင်းသွားနေမှာဆိုမဟုတ်ဘူးရဲ့သူ့ကလေးတွေလှုပ်ရှိသေးရဲ့လေ ဒီကလေးတွေကိုလည်းចောင်းစိတ်ကဘူးတသက်ထောက်ပတ်ပါလေဝီရဲ့အဲ့လိုရှိတယ်လေစကားကအခုဟိုဟာမဖြစ်နဲ့လေဘူးဟုတ်ခမားပေါ်မှာမူတည်တယ်ခမင်း၅သိန်းတက်နိုင်လား၆သိန်းတက်နိုင်လားတက်နိုင်တဲ့စကားကိုတော့မပြောနဲ့တက်နိုင်လို့လာတာမဟုတ်ဘူးအန်တီတက်နိုင်တော့တက်တက်နိုင်လို့ဘယ်လိုပြောလိုက်တာလဲနော်ခဏလေးပြန်နှားထောင်ကြည့်မယ်အခုဟိုဟာမဖြစ်နဲ့လေဘူးဟုတ်ခမင်းပေါ်မှာမူတည်တယ်ခမင်း၅သိန်းတက်နိုင်လား၆သိန်းတက်နိုင်လားတက်နိုင်တဲ့စကားကိုတော့မပြောနဲ့တက်နိုင်လို့လာတာမဟုတ်ဘူး အန်ဒီကတနေ့တနေ့လို့လာတာဟုတ်ဘူးပြောတာမဟုတ်ဘူးမဟုတ်ဘူးဘာဝါတာနော်ဘယ်အလူရှင်ကမှဘယ်အလူခံတဲ့သူအပေါ်မှာမှတာဝန်မရှိဘူးနော်ဘသူဘသူအပေါ်မှာမှလှူရပါမယ်ဒါတို့တော့လှုပ်ပေးရပါမယ်လို့တာဝန်မရှိဘူးနော်အလူရှင်နေတရာပေါက်လို့သာစေတနာမြစ်တာနဲ့တနာကျင်တာနဲ့စိတ်နဲ့သာလှူနေကြတာတာဝန်ဆိုတာမရှိဘူးအခုနောက်ပိုင်းကအဲ့လိုဖြစ်နေ အော်တာဝန်ရင်တရက်လိုမျိုးမဖြစ်စေချင်ဘူးဗျအဲ့တော့လူတဲ့အလူရှင်နေအနေနဲ့လဲဒါကိုတိထားဖို့လိုတယ်ကိုလူမဲ့မိသားစုကိုလူမဲ့အလူခံပုံကို ကိုလူမဲ့သူကဘလို့လူမျိုးတွေလဲတကယ်အရှင်မပြေတဲ့လူရောဟုတ်ရဲ့လားကိုလူလိုက်တဲ့အလူကရောတကယ်အကျိုးမြတ်ရှိရဲ့လားဒါမျိုးစဉ်းစားကြည့်ဖို့လဲလိုတယ်ဟောငါတို့ကတော့ဘာပဲဖြစ်ဖြစ်ပြတ်တယ်ဆိုတာမျိုးဆိုရင်တော့လဲပြီးပြီပေါ့ဗျာဒါကတော့ကိစ္စမရှိဘူး အဲဒါလုံးမမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ချွေးနှဲစာကိုယ့်ရဲ့အလူငွေလေးတွေအရာရောက်ချင်တယ်ဆိုလို့ရှင်တော့တည်တည်ချာချာတိတိကျကျလှူဖို့လိုတယ်ဒီလိုမျိုးဘေးကနေပွဲစားလိုလိုဘာလိုလိုလာပြီးချိတ်ဆက်ပေးတဲ့လူတွေရဲ့ပြောစကားကိုလည်းမယုံသင့်ဘူးအခုပဲသူပြောထားတဲ့စကားကိုနားထောင်ကြည့်ရင်သဘောပေါက်မှာပါနော်နားထောင်ကြည့်လိုက် ဖြစ်နေလေဘူးဟုတ်ခမားပေါ်မှာမူတည်တယ်ခမား9သိန်းတက်နိုင်လား6သိန်းတက်နိုင်လားတက်နိုင်တဲ့စကားရောမပြောနဲ့တက်နိုင်လို့လာတာမဟုတ်ဘူးအန်ဒီကတော့တက်နိုင်လို့လာတာဟုတ်ပြောတာမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါလို့ပြောလို့မရကျမကတမီးတို့စေတနာဘလောက်ပါလဲဆိုတာကိုမေးရမှာအကျွေးတွေပါလေတော့တမီးတို့အထက်ပြောလို့မရဘူးလေနော်ဒါတမီးတို့တက်နိုင်တဲ့ဟာကိုအမတို့အမတို့စေတနာပါတဲ့အရာကိုအမတို့ကူညီတာသူတို့ရဲ့အကျွေးတွေသူတို့တောကတွေကဟိုဆောက်ဆရာရာကြီးကိုတော့မိုက်လို့ဝင်ပြီးတော့လောက်မယ် ဟုတ်တယ်မလားဟဲ့ငါမေးရောက်ဖြီးပြီအခုပြောနေတော့ဟိုကကိုအခုပေးနိုင်တာပဲပေးပြီးပြန်လိုက်မယ်အဆင်မပြေဘူးဟုတ်တယ်သူကသူတို့ပြောနေရတဲ့ပုံစံအဆင်မပြေဘူးနော်စေတနာနည်းနည်းပြက်လို့အခုစိတ်ထဲမှာလည်းဟိုကဖြစ်သွားရင်မပါဘူးဟိုစားဖြစ်ပြီးတော့ကိုအခုစေတနာကတော့တမိပြောတဲ့လမ်းဒီလိုဘလို့တည်လားမရဘူးမရဘူးတချို့တွေကမရဘူးဗျတချို့တွေကအယိုးဆွဲနေပြီ အယိုးဆွဲနေတဲ့ဇယိုက်လက္ခဏာတွေနဲ့အသက်ရှင်နေကြတဲ့လူတွေအများကြီးရှိတယ်။ကျွန်တော်တို့လူ့ဖွဲ့စည်းထဲမှာဒီလိုမျိုးကျွန်တော်တို့ဘယ်လောက်ထိ လုံနိုင်ပါလဲ။ဘယ်လောက်ထိလုံနိုင်ပါလဲ။အဆင်မပြေတဲ့လူတွေ့ရင်အလူရှင် ပေါ်လာမယ်၊လှူမယ်၊ပြီးရင်ဒီအဆင်မပြေတဲ့လူကဒီတိုင်းပဲ။အဲတော့ကြာလာတော့ဒီအဆင်မပြေတဲ့လူတွေအမိခံပြီးတော့လှုပ်ရှားတဲ့ကိစ္စတွေပါ ဖြစ်လာပြီ။ကျွန်တော်တို့လူ့ဖွဲ့စည်းမှာ ဘလောက်တောင်လှူကြမလဲပြည်သူကိုပြည်သူကအချင်းချင်းဘလောက်တောင်လှူနေရအောင်မလဲဒါတွေရဲ့ဈေးမီးတူတွေဗျလူဖွဲ့စည်းတစ်ခုလုံးအစဉ်ပြေသွားဖို့ဆိုတာဘရောမှမဖြစ်နိုင်ဘူးကျွန်တော်ပြောသလိုလှူတဲ့လူကလည်းအမြဲတမ်းလှူနေရပြီးတော့အလူကံပုံကိုတွေကလည်းအမြဲတမ်းရှိနေပြီးတော့ဈာတွေကချိတ်ဆက်ပေးတဲ့ပွဲစားတွေဒါရွှေနဲ့ငွေနဲ့ချမ်းသာသွားလိမ့်မယ်ဒီဈေးမီးတူကကျွန်တော်တို့နိုင်ငံကိုကုစားမပေးနိုင်ဘူးအဲ့ဒါကိုသိဖို့လို့ အဲ့တော့ငါတို့ကမလူရဘူးလားလို့မေးစရာတော့ရှိရဲ့ဗျ။ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူး။ထီရောက်တဲ့အလူမျိုးတကယ်ကိုတေးတေးချာချာထိတိယယောက်နဲ့လူပေးနိုင်တဲ့လူမျိုးနဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့နေရာတွေထိခိုက်သွားတဲ့နေရာတွေတကယ်လူမယ်ဆိုလို့ရှိရင်လည်းအကျိုးများပါတယ်။ဒါပေမဲ့ဒါကလည်းစေမီတူပါပဲ။ကျွန်တော်တို့မန္တလေးဖြစ်စဉ်ကိုကြည့်ရင်ပို့ပြီးတော့သိတာပါပဲ။တကယ်တမ်းအလှူရှင်တွေအများကြီးမန္တလေးကိုသွားလှူကြတယ်။ဒါပေမဲ့ အတန်ဒီအများကြီးကြားရတဲ့တကယ်တမ်းထိခိုက်နစ်နာတဲ့လူတွေက မရကြဘူးလှုပ်ရှားတဲ့လူတွေအထုတ်ကြီးအထုတ်ငယ်နဲ့ယူပြီးတော့လှုပ်ရှားတဲ့လူတွေကပြန်ရောင်းစားတဲ့အထီကိုလှုပ်ရှားကြတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာစနစ်ကိုအရင်ဆုံးပြင်ဖို့လိုတယ်လို့ကျွန်တော်ကထင်တယ်ကျွန်တော်တို့နိုင်ငံမှာစစ်ဘေးရှောင်တဲ့ပြဿနာတွေတော့မျိုးစုံမျိုးစုံသိလားတဘာဝဘေးရန်တွေဆိုတာက ပပီးသွားဟုတ်ဗျာကျွန်တော်တို့ကဘာကြီးရှိနေတဲ့ကာလပတ်လုံးတဘာဝဘေးရန်နေရဆိုတာရှိနေဦးမှာပဲကျွန်တော်တို့လူတွေရှိနေတဲ့ကာလပတ်လုံးဒုက္ခဆင်းရဲဆိုတာရှိနေဦးမှာပဲဒါတွေကိုပြည်သူကပြည်သူချင်းချင်းတယောက်ဖြစ်ရင်တယောက်လိုက်လှနေလို့မပြီးဘူးဗျတေချာစနစ်ကြတဲ့အဖွဲ့အစည်းတွေဖွဲ့စည်းပြီးတော့တေချာစနစ်ကြတဲ့လူမှုကယ်ဆယ်ရေးတွေလုံးမှာပဲအဆင်ပြေမှာပါဒီလိုစေမီတုံနဲ့ကုနေလို့ကတော့ဘရောမှပြီးသွားမှာမဟုတ်တဲ့ပရာဟိတာကိစ္စပါ မြန်မာပြည်မှာအပေါင်းဆုံးနဲ့အများဆုံးကပရဟိတအသင်းဖွဲ့တွေပါ ကိုယ့်အီကိုစိုက်ပြီးတော့လုံနေကြရတယ်အလူရှင်ရှာပြီးလုံနေကြရတယ်ကျွန်တော်ကတော့ဒါအပြုသဘောအနေနဲ့ပြောချင်းဖြစ်တယ်ဘသူဘသူမှတိကျစေလို့တဲ့ဆန္ဒမရှိဘူးအလူရှင်နဲ့အလူခံပုဂ္ဂိုလ်ဂျားတဲ့ဟာဂျားတဲ့ဟာလှုပ်ပေးတဲ့လူကိုပွဲစားလို့သုံးနှုံးတဲ့ကိစ္စကိုလည်းကျွန်တော်တချို့လို့ပြောပါတယ်လုံနေတဲ့လူတိုင်းကိုကျွန်တော်မဆိုလိုဘူးတချို့စေတနာမြင့်တာနဲ့လုံနေတဲ့လူတွေရှိတယ်လို့လည်းကျွန်တော်ပြောခဲ့တယ်နော် အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းဝေဖန်မယ်ထောက်ပြမယ်ဆိုရင် အစဲခံရတာများလို့ကြောက်ရပါတယ်။ဟုတ်ပြီ ကျွန်တော်တို့နောက်ပိုင်းမှာလှူမဲ့သူတွေလည်းလှူရှင်တွေအနေနဲ့လည်းကိုယ်တိုင်ကိုကြလှူပါကိုယ်တိုင်ကိုကြသွားရောက်မလှူနိုင်ဘူးဆိုလို့ရှင်ရင်လည်းတည်တည်ချာချာဂဂနနလိုအပ်နေတဲ့နေရာတွေကိုလှူပေးတဲ့သူစီကိုဓာတ်ရိုက်ရောက်တဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့လှူပါ။ကိုယ့်ရဲ့ချွေးနှဲစာတွေကိုပြစ်စက်လက်ခတ်လှူမဲ့သူတွေဘုံမဲ့လူတွေ နော် စားမဲ့လူတွေအလေလွင့်ဖြစ်သွားမဲ့ကိစ္စမျိုးတွေကိုရှောင်နိုင်ကြပါစေလို့ကျွန်တော်ကဆုတောင်းပြီးတော့တတိပေးပြောကြားလိုက်ရပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။